ပြောပြပေးမှာပဲဖြစ်ပါတယ်။ဂျပန်နိုင်ငံရဲ့ဒီညငတ်မာလေးရာဆိုရင်တော့ဖြင့်တိုချိုမြို့ရဲ့ဘူတာပဝန်းကျင်တိုင်းပဝန်းကျင်တိုင်းမှာအမြဲတမ်းလို့တွေ့ရတတ်ပါတယ်။ဒီညငတ်မာလေးရာဆိုရင်ဒီဘူတာပုံဝင်ကျင်တွေမှာကျွန်တော်တို့ညနေ၄နာရီဝန်းကျင်လေးစပြီးတော့ဒီညနေတဲ့အထိအဲဒီမတ်တက်ရက်ပြီးတော့သူတို့ဖောက်တယ်တွေကိုရှားကြလေးရှိပါတယ်ကျွန်တော်ကတော့ဖျားတရားကန်ဆိုင်တဲ့လူဖြစ်တဲ့အတွက်ဒီအကြောင်းတွေကိုတည်တည်ချာချာတော့မသိပါဘူး ဒီညကမာလေးတွေရဲ့အဓိကအလောက်ကတော့သူတို့ရဲ့ဖောက်တယ်တွေကိုဝင်ဆောင်မှုပေးရတာပဲဖြစ်ပါတယ်ဒီဖောက်တယ်တွေနဲ့အတူတူအရက်ဆိုင်သွားတဲ့ဘားတွေကလပ်တွေလိုက်ပေးရတာမျိုးဖြစ်ပါတယ်ဂျပန်နိုင်ငံမှာဂျပန်နိုင်ငံရဲ့ကုမ္ပဏီဝန်ထမ်းတွေကသူတို့ရဲ့အလောက်တွေထဲမှာအရန်ကိုဖိအားတွေများပါတယ်အဲ့ဒါပြီးရင်သူတို့ဒီဂျပန်နိုင်ငံကအလောက်ခွင်တွေကအချိန်မိုတွေအရန်ဆင်းရတယ်အလောက်တွေအလွန်ကျန်လောက်ရတယ်ဒါကြောင့်မလို့သူတို့တွေကအလောက်ထဲမှာဒီဖိအားတွေ